တန်တရာဂျော်ဒန်လီဘာပူးတိုက်စစ်မှုကိုအိတ်ကတ်ထဲထည့်ပြီးအနိုင်ကိုပါသွင်းယူပေးသွားတဲ့မကွန်ယာအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇုံအားတင်ဆက်နေပါတယ်မကွန်ယာကတော့လီဘာပူးရဲ့ပေါင်တန်တရာဂျော်ဒန်တိုက်စစ်မှုအလက်ဇန်ဒါအီဆက်ကိုအိတ်ကတ်ထဲထည့်ထားခဲ့ရုံမကဘဲနဲ့သူ့ရဲ့ပွဲပြီးကနေကောင်းတိုက်ဂိုးနဲ့ဂျိုးဂျာနီတွေကိုလေးပွဲစတိုက်ရှုံးပွဲကြုံတွေ့စေခဲ့ပါတယ်ဒီဘက်လီဘာပူးနဲ့ပရီးမီးယားလိပွဲစဉ်ကတော့မန်ချက်စတာယူနိုက်တက်နောက်ခံလူဟယ်ရီမကွန်ယာအတွက် တသက်မမြင့်နိုင်စရာအမတ်တရပွဲစဉ်ဖြစ်ခဲ့ပါသည်။ဒီရသည့်ပရီးမီးယားလိမာရင်မကွမ်းရယူပေးထားတာအချောင်းမတ်တရှိနေပြီလို့ဆိုရမှာဖြစ်ပါသည်။အခုလီဗာပူးနဲ့ပွဲစဉ်ကအတွင်းကိုအပြင်ချယ်ဆီကိုနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်းကက်စမဲရိုရဲ့အတွင်းကိုမကွမ်းရပဲဖန်တီးပေးခဲ့တာဖြစ်ပါသည်။မကွမ်းရကပြီးခဲ့တဲ့ရသည့်အစားကနေလက်ရှိအချိန်ထိမန်ယူနိုက်တက်ရဲ့6ဂိုးသွင်းယူပေးထားပြီးတော့6ဂိုးစလုံးကလည်းအနိုင်သို့မဟုတ်သရေဖြစ်မဲ့အတွင်းကိုဖြစ်ပါသည်။တကယ်ကိုပဲရေးကြုံလာရင်ရှစ်တက်ကိုတင်းတဲ့နောက်ခံလူကြီးဖြစ်ပါလေ။အချို့ဘောလုံးပရိသတ်တွေကတော့မကွမ်းရားကိုဆာအဲလက်ဖာဂူဆန်ခေလွန် မန်ယူနိုက်တက်ရဲ့အကောင်းဆုံးနောက်ခံလူဖြစ်တယ်ဆိုပြီးသုံးသပ်ပြောဆိုနေကြပါတယ်။ပွဲပြီးမှာတော့ဘရူနိုဖာနန်ဒက်စ်ကတောင်မှမကွမ်းရောက်ကိုဒိုအီပုံစံပြင်ဆင်ထားတဲ့ဘရာဇီးအင်ဂျင်နဲ့ပုံကိုသူ့ရဲ့ဆိုရှယ်မီဒီယာကနေဝေမျှပေးခဲ့ပါသေးတယ်။မကွမ်းရောက်ကမန်ယူနိုက်တက်ပရိသတ်တွေကိုရိုင်းလောင်ပြောင်းတာခံခဲ့ရပြီးတော့တင်းကောင်းဆောင်လက်ဘက်ကိုပါလက်လွတ်ခဲ့ရတဲ့ချိန်တွေကနေအခုလိုပြန်လည်နှုတ်ထလာနိုင်တာကအားအသင့်ဖို့ကောင်းလာပါတယ်။မကွမ်းရောက်ကြောင့်ပဲလီဗာပူးရဲ့ပေါင်သန်းတရာဂျော်ဒန်တိုက်စင်မိုအီဆက်ကပွဲကစားချိန်82မိနစ်မှာလူစားလဲခံလိုက်ရတာပါ။ ။ဣဇက်ကဆိုပါကာလအတွင်းသင်ကိုးနဲ့ကိုဖန်တီမှုတွေအကြိမ်မှပြုလုပ်နိုင်ခြင်းမရှိခဲ့သလိုတဝူးချင်းကြော်ဖြတ်မှုလည်းအကြိမ်မှမဆွမ်းဆောင်နိုင်ခဲ့ပါဘူး။